မင်္ဂလာပါခင်ဗျာ AR ကပက်စင်တင်ဆက်နေတဲ့အရိဒစကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့လွတ်လပ်တဲ့သတင်းမီဒီယာတွေဆက်ရှင်တန်ဖို့လိုတယ်ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ AR မြန်မာပိုင်းအရိဒကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AR ရဲ့အရိဒချုပ်ကိုအောင်စောဖြစ်ပါတယ်ကောင်းစောမင်္ဂလာပါမင်္ဂလာပါဘုရား ပြည်သူလူထုတွေသတင်းအမှန်ရရှိဖို့အတွက်လွတ်လပ်တဲ့သတင်းမီဒီယာတွေကပို့တကယ်အဓိကအရေးပါတယ်လို့ကျွန်တော်ပြောလို့ရတာပေါ့နော်တကယ်လည်းအရေးကြီးပါတယ်ဆိုတော့လက်ရှိအချိန်မှာတော့လွတ်လပ်တဲ့သတင်းမီဒီယာတွေကအထောက်ပံ့နေညှော့လာပြီးတော့လာဒီအကျက်တဲတွေရင်ဆိုင်လာတာရှိပါတယ်တစ်ဖက်မှာဆိုလို့ရှိရင်လည်းလာမြန်မာနိုင်ငံအတွက်ဆယ်စုနှစ်ပေါင်းများစွာဒီသတင်းတွေထုတ်လွှင့်ပေးခဲ့တဲ့ VOA တို့ RFA တို့လို့သတင်းဌာနတွေလည်းရက်ဆိုင်ခံလာရတာကျွန်တော်ကြုံနေရတယ်ဗောလေဆိုတော့ဒီ ဒီအခြေအနေတွေဟာလာဒီသတင်းဌာနတွေရဲ့အတွက်ပဲစိန်ခေါ်မှုမဟုတ်ဖ ೇನೆ မှာသတင်းစာသုံးနေတဲ့ပြည်သူလူထုတွေပေါ့နော်အထူးသဖြင့်တော့သတင်းအမှောင်ချခံထားရတဲ့ဒေသတွေကပြည်သူလူထုတွေအတွက်လည်းစိန်ခေါ်မှုဖြစ်တယ်လို့မြင်ပါတယ်။ဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြီး consort အမြင်လည်းသိချင်ပါတယ်။ဟုတ်ကဲ့ကိုကျော်ကအခုစာတော့ဒီတမန် Trump လက်ထက်မှာပေါ့နော် VOA RFA RFE ကျွန်တော်ကျွန်တော်တို့ဥရောပမှာဆိုရင် Radio Liberty ပေါ့။အာသူ target ကတော့ဒီ Russia ပေါ့ အဲ့ဒီနိုင်ငံတို့တာဂတ်ထားတဲ့ video station တွေပေါ့ VOA ဆိုရင်1942တရားနေစတင်တည်ထောင်ခဲ့တာဖြစ်တယ်သူ့ရဲ့အဓိကတာဂတ်ကတော့ဒီနာဇီတွေရဲ့ဝါရဖြန့်ကြီးကိုတုံ့ပြန်မှုစခဲ့တာပေါ့နောက်ပိုင်းကြားတဲ့ခါမှာတော့တခြားဟလာတန်တတိုင်းနောက်ွယ်ရနိုင်ငံတွေအာဏာရှင်နိုင်ငံတွေတာဂတ်ထားတာပေါ့မြန်မာဘာသာပါဝင်တခြားဘာသာတွေနဲ့ဘာသာပေါင်းများစွာနဲ့သူတို့ထုတ်ပြန်ခဲ့တာပေါ့နော်ဒီ radio station နဲ့ရက်သွားပြီဆိုတာနဲ့ဒီတရင်တွေကိုခုနပြောသွားလို့နားထောင်နေတဲ့သူတွေစားသုံးနေတဲ့သူတွေ တင်းနဲ့အချက်လက်အမှန်တွေလက်ရှာနေတဲ့သူတွေမြန်မာနိုင်ငံပြည်သူပြည်သားတွေအတွက်ကတော့အမှောင်ကြတာပေါ့နော်ဒါပေမဲ့ဒီချိန်ထဲမှာပဲဟလာတရုတ်ရုရှားမြန်မာကမ္ဘောဒီးယားအဲ့နိုင်ငံတွေအာဏာရှင်တွေကတော့ဒီတင်းကိုဝန်ပန်းတတာကျိုးဆိုကြတာကိုကျွန်တော်တွေ့ရပါတယ်ဟုတ်တယ်မလားဆိုတော့ Trump ကိစ္စပြောမစင်တော့ Trump ကဒီတက်လာတဲ့တက်လာတဲ့အခြေအနေနဲ့ဆိုင်ပြီးသူရဲ့တစ္ဆာတော်ကံဖြစ်တယ်ဟလာ Kerry Lake ဆိုတဲ့အမျိုးသမီးသူပြင်ပြီးခန့်တယ်အဲ့ဒါသူရဲ့ဒီခု US Agency for Global Media ရဲ့အဖွဲ့ကြီးရဲ့ special advisor လို့ခေါ်တဲ့အထူးအကြံပေးဖြစ်နေခံပြီးတဲ့တိတ်မကြခင်မှာပဲအခုလို VOE နဲ့ RFA RFE တို့သူစပြောဖြတ်သိမ်းမှုစ조사ခဲ့တာကျွန်တော်တွေ့ရပါတယ်အဲ့ဒါနဲ့အတူ Elon Musk ရဲ့ Dodge ပေါ့ DOG ရလည်းခါရဒီအဖွဲ့အစည်းတွေအကုန်လုံးဒီ real estate ရှင်တွေအားလုံးအပီးပိုင်ဖြတ်သိမ်းရမယ်ဆိုတာမျိုးသူ့ဘက်ကလည်းဝင်ပြောခဲ့တာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီနှစ်ဖက်ကြမ်းမှာဘယ်လိုအမြင်တွေရှိလဲဆိုတာတော့ကျွန်တော်တို့မသိရသေးဘူးဒါပေမဲ့တေချာတော့တမနာ Trump ကတော့ VOE ကို ပထမတက်တန်းကလေးကသူအသေးချတက်ကတ်ထားခဲ့တယ်ဆိုတော့ကျွန်တော်တွေးခဲ့ရတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီရေဒီယိုသတင်းတွေကိုနားထောင် ပြီးတော့ကြည်ပင်းခဲ့ကြတာဖြစ်တယ်။1988မတိုင်ခင်ကလေးကကျွန်တော်တို့ BBC ရေဒီယိုနားထောင်ခဲ့ရတယ်။ဟုတ်တယ်မလား။သတင်းအမှန်တွေကျွန်တော်သိသိချင်းခဲ့ကြတယ်။ဆိုတော့ဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးရက်ဆိုင်ခဲ့ရတော့ကျွန်တော်တို့ဘက်ကမကြိုက်ပဲမယ်လေ။အဲတရုတ်လိုနိုင်ငံတွေကတော့သူတို့ရဲ့ editor အပေါ်မှာဝမ်မတ်တန်တာနဲ့ဗီဒီယိုဖြတ်သိမ်းတာအပစိုးစိုးတစ်ခုကို လွတ်ပစ်လိုက်တယ်လို့ပဲလို့အဝိဆိုးတစ်ခုလွတ်ပစ်လိုက်တယ်လို့ပဲလို့ပြီးတော့ line factory ဆိုပြီးတော့ဒါအလေးညာတို့ထုတ်တဲ့ဆက်ယုံကြီးတစ်ခုပဲဆိုတာမျိုးတွေတော့တို့ရေးခဲ့တာကျွန်တော်တို့တွေ့ကြရတာပေါ့နော်ဆိုတော့ဒါပေမဲ့အာနာရှင်နေပြောပေမဲ့အာနာရှင်နိုင်ငံတွေမှာနေနေတဲ့ပြည်သူတွေကတော့ပြည်သူပြည်သားတွေကတော့ဒီသတင်းတွေဒီသတင်းစစ်ဆင်မှုတွေမှာတော့အများကြီးခံမှာပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့တွေ့ပြောလို့ရပါတယ်မှန်ပါတယ်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဟာအခုရင်းနေကဒီရေဒီယိုတွေ ကိုအဓိကအားကိုးရတာပေါ့လေ BBC VOE RFB ပေါ့ဒါတွေအားကိုးပြီးတော့လာခဲ့ရတာနောက်ပိုင်းမှာ digital ဒီ online နေရဟိုခက်စားလာတယ်ဒီတုံးပြုတ်လို့လွယ်လာတဲ့အချိန်မှာလေဒီ digital နီးနဲ့ပါထပ်ပြီးတော့ဒီပြည်သူတွေရှိကိုသတင်းတွေပို့တာပေါ့နော် radio ဒီ TV digital ဒီအကုန်လုံးဒီလုတ်နေရပေါ့2021အာဏာသိမ်းပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဟလာဒီစစ်တပ်က ဒီဖြက်လေးဖြက် system တွေလုတ်ခဲ့တယ်ဒီနှစ်နှစ်တိုင်းတွေမှာပြိပခဖြစ်တဲ့ data တွေမှာဆိုလို့ရှိရင်ဒီ internet ဖြတ်တောက်တာတို့ဟာဒီဖုန်းလိုင်းတွေဖြတ်တောက်တာတို့ဖြစ်တဲ့ခါကျ radio ကိုပို့ပြီးတော့ပြန်ပြီးတော့အားကိုးလာရတဲ့အခြေအနေတွေဖြစ်တယ်ပေါ့လေအဲ့လိုဖြစ်နေတဲ့အခြေအနေမှာပဲတစ်ဖက်မှာဒီ BOE တို့လို RFA တို့လို့ဒီ season တွေရက်လိုက်တယ်ဆိုတာဒီပြည်သူတွေအတွက်လည်းတည်င်းအမှောင်ထပ်ပြီးတော့အခြားခံရလို့ဖြစ်သွားတော့ဆိုတော့ကျွန်တော်ပြန်ပြောချင်တာကဒီ BBC BOA ဆိုရင်မြန်မာနိုင်ငံမှာ ဖြစ်ဆက်ဆက်အာနာရှင်တွေကမျက်မှုန်းကျိုးတဲ့ radio station တွေပေါ့နော်အဲကြောင့်လည်းသူတို့က jamming လုပ်ခဲ့တယ်1988မှာဆိုရင်တော့ BBC နဲ့ The Christopher Gunness ဆိုတော့ကျွန်တော်တွဲပြီးတီးခဲ့ကြတယ်ပြီးတော့အဲရန်ကုန်မှာခြေဆိုင်တဲ့ BBC ရဲ့ string ကတယောက်ဖြစ်တဲ့ရှင်းနေဦးနေမင်းသူဆိုရင်လည်းဒီအာနာသိမိနောက်ပိုင်းမှာ88နောက်ပိုင်းမှာသူကထောင်ထဲမှာနှစ်ပေါင်းများစွာနေခဲ့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ BBC ကနေပြီးတော့အသတင်းတွေထုတ်ပြန်ခဲ့လို့ဖြစ်တယ်ပေါ့ဆိုတော့ဟိုနာဝတာနာဖခင်ရောက်ပြန်တော့လဲ BBC နဲ့ဟလာ VOA ကိုမိုးလုံးပြင်းမူတာဝဒတွေဆိုပြီးတော့ဟလာအနာဝဒနာပါနေစာအုပ်ထုတ်ခဲ့တဲ့အစဉ်ရှိနောက်ပိုင်းမှာတော့မီဒီယာကိုမီဒီယာနဲ့ပြန်တိုက်ရမယ်ဆိုတော့အဲ့ခေတ်မှာတော့ဒါကျွန်တော်တို့ဒီဘက်က AI media တခုဖြစ်တဲ့ DVB လည်းပါနေတော့ကျွန်တော်တွေ့ရပါတယ်အခုကတော့မြန်မာနိုင်ငံရဲ့အခြေအနေဟာဟလာဒီစစ်ကောင်စီကဒီဖြက်လေးဖြက်နဲ့ဒီသတင်းအမှောင်ချတဲ့ဟာကိုလည်းအဓိကဟိုတက်ကတ်ထားပြီးတော့လုတ်တဲ့ထဲမှာလည်းပါနေတာပေါ့လေဒီနေရာမှာကျတော့ကျွန်တော်တို့ဒီလွတ်လပ်တဲ့သတင်းမီဒီယာတွေက အရန်အရေးကြီးတယ်ဆိုတာကိုပြောချင်တာပေါ့ဘာကြောင့်လဲဆိုတော့ဟာဒီတည်င်းအတုတည်င်းအမှားတွေမမမကန်တည်င်းနေပေါ့နော်ဒီလောက်ကြံဝါရဖြတ်နေဟာတွေကလည်းလက်တော်မှာခေါင်းထောင်လာတဲ့အခြေအနေတွေရှိနေတယ်ဟုတ်ဒီလိုအခြေအနေမျိုးမှာလွတ်လပ်တဲ့သတင်းမီဒီယာတွေကလာစီစစ်ပြီးတော့သတင်းမှန်တွေပြည်သူတွေရဲ့နားမျက်စိတွေကိုရောက်အောင်ကျွန်တော်တို့ပို့ပေးနေကြရတဲ့အခြေအနေပေါ့လို့ဒီလို digital ခေတ်မှာဆိုဒီလွတ်လပ်တဲ့မီဒီယာတွေရဲ့အခန်းကဏ္ဍပို့ပြီးတော့အရေးကြီးလာပါလို့ဒီဖက်မှာလည်းလာဒီ အထောက်ပံ့အကျက်တဲ့စိုက်လာတဲ့အခါကျတော့ဒီအခြေအနေတွေဖြစ်တဲ့အခါမှာလာဒီအာနာရှင်တွေအတွက်ဒီအခြေအနေဟာအောင်ပွဲလို့ပြောလို့ရမလားဗောလေအောင်ပွဲလို့တော့မပြောချင်သေးဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာသတင်းမှောင်ချတဲ့ကိစ္စကခုနကကိုကျော်ကပြောသွားတယ်ပြီးတော့ဖြက်လေးပြက်ကိစ္စဖြက်လေးပြက်တွေမဟုတ်တော့မယ့် internet လည်းဖြတ်တယ်ဟလာမီးလည်းပြက်တယ်မီးလည်းပြက်တယ်ဗောနော်ဆိုတော့အဲအဲ့ဒါတွေအားလုံးဖြတ်တော့ကိုစူးစမ်းနေကြတာလက်ရှိမြန်မာနိုင်ငံအာနာရှင်တွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ခု တည်င်းတွေမှောင်ချခံရလေပါဖြစ်လေ access to information ဆိုကိစ္စပါတကယ် information တွေတည်င်းအမှန်တွေရဖို့ကိစ္စပို့ပြီးတော့အရေးကြီးလာတယ်အဲ့ဒါကလည်းတို့တွေရဲ့လူသားတိုင်းမှာရှိတဲ့တို့ရဲ့ရပိုင်ခွင့်ခွင့်တခုဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ခုနကဒီ BBC လို့ BBC ကိုဖြတ်ခဲ့ပြီးထားပါတော့ဟုတ်လားဟုတ်လား VOA တော့ကိုဖြတ်လိုက်ပြီး RFI ကိုဖြတ်လိုက်ပြီးဆိုရင်ဒီတည်င်းကိုနားထောင်တဲ့လူတွေကဟာတိတ်နဲ့တန်းနဲ့ကြည့်ပြီးရှိနိုင်တယ်ပြည်တွင်းမှာဆိုရင်သူတို့ပြည်နယ်တွေမှာဟာရွာတွေမှာ အာတောင်တန်းတွေပေါ်မှာနေတဲ့သူတွေဟဲ့လားအဲ့လိုသူတွေအားလုံးပေါ့နော်သူတို့တွေအကုန်လုံးကဒီသတင်းတွေမရှိရင်ဘာဖြစ်မလဲအဲစစ်တပ်ရဲ့လှိမ့်လုံးနေလိမ့်လုံးနေညာလုံးနေခုနမိုးလုံးပြေမူတာဝါဒတွေဟဲ့လားဒါတွေဒီလိုင်းလုံးနေတန်ကိုသူတို့ပြန်ပြီးတော့ခံရမှာပေါ့နော်ဆိုတော့ RFA စခဲ့တဲ့69ကနေပြီးတော့2004လောက်အထိကျွန်တော်က RFA မှာလဲ stringer ဖြစ်နေလောက်ခဲ့ပြီးတော့ကျွန်တော်တို့လေလိုင်းပေါ်ကနေတော်ဆန်းစုကြည်ပါဝင် ပြည်တွင်းရသူတွေအများစုကျွန်တော်အင်တာဗျူးလုပ်ခဲ့ရတယ်။ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ဒီလေလိုင်းပုံကနေခင်ခဲ့ရတဲ့သူတွေအင်တာဗျူးလုပ်ခဲ့ရတဲ့လူတွေကရာနဲ့ချီပြီးကျွန်တော်တို့အဲ့ကာလ9နှစ်လောက်ကာလမှာတော့ကျွန်တော်တို့မှကျွန်တော်မှကျွန်တော်မှရှိခဲ့တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ကဒီရဲတံပိုးပေါ့ဒီရေဒီယိုတံပိုးကိုကျွန်တော်တို့ကတော့နားလည်တယ်သိတယ်ဆိုတော့အဲနားလည်တယ်သိတယ်အဲ့ရနေရင်းနှီးချစ်ခင်ခဲ့ရတဲ့သူတွေရှိတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကလည်းကျွန်တော်တို့ဒီကအဲ့ရလွှင့်နေတဲ့တည်င်းတွေ ကျွန်တော်တို့ပြောနေတဲ့ analysis တွေတို့တွေအများအားနားထောင်နေတဲ့တွေ့တွေဒီနေ့ဒီဒီနေ့ဒီကာလမှာဆိုဘိုးတော်များနိုင်နေတယ်။ဘာကြောင့်လဲဆိုတော့အာနာသိမ်းပြီးနောက်ပိုင်းမှာဟာတို့စစ်တပ်ကတုံးတဲ့ channel တွေကနေပြီးတော့ Telegram နေပြီးတော့နှိမ့်စင်တဲ့များဒီ disinformation လို့ခေါ်ရဲ misinformation လို့ခေါ်တဲ့ dinlay နေတဲ့တင်မာတွေကိုတို့ကအကြီးကျယ်ထုတ်ပြန်ခဲ့တာရှိခဲ့တာပေါ့။ဆိုတော့နောက်ထပ်မေးခွန်းတစ်ခုမှတွားခင်မှာပေါ့လေ။ဒီမနေ့ကနေပြီးတော့မှလှုပ်သွားတဲ့ Beyond 2025ဆိုတဲ့ဒီ forum မှာ အနာသိန်းကောင်းဆောင်ကမင်းကုန်ပြောတယ်အဲ့မင်းကုန်ထဲမှာသတင်းမီဒီယာတွေကိုသတင်းမီဒီယာအတုတွေဆိုပြီးတော့ပြောသွားတာမျိုးနောက်တစ်ခုကကြတော့ဒီဖိုရမ်တက်ခဲ့တဲ့နိုင်ငံတကာကအကြီးအကဲတွေနေနဲ့ဒီမြန်မာနိုင်ငံရဲ့ဖြစ်စဉ်ကိုဟိုလက်တွေ့ကြကြမြင်သွားရမယ်ဆိုပြီးတော့ပြောတဲ့ဟာရှိတယ်တစ်ချက်တော့ဒါလေးနားထောင်ကြည့်ပါဦးဒီခုလာအောင်ကြတဲ့နိုင်ငံတကာကပညာရှင်ကြီးများအနေနဲ့လက်အခုဆွေးနွေးခွဲကြီးကိုတက်ရောက်လာရင် မြန်မာနိုင်ငံရဲ့ပဂရိအခြေအနေတွေကိုလည်းမျက်ဝါးထင်တယ်တွေ့မြင်ရခွင့်ရကြပါလိမ့်မယ်။တရေတူတရေမားတွေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအမျိုးမျိုးဖျက်နေကြတဲ့မီဒီယာအတုတွေလွတ်လပ်မှုကင်းတဲ့မီဒီယာတွေကဖော်ဆောင်နေတဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့ပညာရှင်ချင်းတွေယခုကိုယ်တိုင်ထိတွေ့မြင်တွေ့ရတဲ့မြန်မာပုံရိပ်ဟာလွန်စွာကွာခြားမှုတွေခြားနားမှုတွေရှိနေတာကိုခံစားကြရမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။အာအဲ့ဒါ ။ဒါအဲ့လိုပဲပြောလို့ရှိတယ်။ဆိုတော့ဟိုဟာပြောချင်တာတကယ်လို့တည်င်းလိန်တည်င်းညာတွေဆိုရင်အခုမြန်မာပြည်ထောင်ထဲမှာကြနေတယ်။ထောင်ထဲမှာအချင်းချခံထားရတယ်။ကျွန်တော်တို့ရဲ့တည်င်းတောက်တွေဓာတ်ပုံစရာတွေတည်င်းသားစရာတွေဒီကိုသူတို့ချက်ချင်းလုပ်ပေးပေါ့။ဟုတ်တယ်မလား။သူတို့တောင်တည်င်းလိန်တည်င်းညာတွေလို့ပြောတယ်ဆိုရင်ပေါ့နော်။အဲ့တော့ပြောပြောချင်တာဟိုဘာသွားပြီးတတိယလဲဆို2021အာနာသိန်းတဲ့အချိန်မှာ ီအာနာသိနဲ့နောက်ပိုင်းမှာစစ်တပ်ရဲ့ပြစ်ခတ်မှုတွေရက်ဆက်မှုတွေနောက်ပိုင်းမှာတော့လက်နက်ကန်အုပ်စုတစုရဲ့ပြည်သူပေါ်မှာရက်ဆက်မှုတွေပေါ့အဲ့လိုပြောကြတဲ့အဆင့်ဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒီလူတွေရဲ့အကြောင်းတွေကိုကဘာကသိအောင်သတင်းပေးခဲ့တာတင်ပြခဲ့တာကမြန်မာပြည်ကသတင်းတောက်တွေပဲဖြစ်ပါတယ်ဟုတ်တယ်မလားဆိုတော့အဲ့သူတို့အဲ့အဲ့အဲ့သူတွေကအဲ့သူတွေကဏ္ဍပေါ့နော်အဲ့ဒါကျွန်တော်ထင်တယ်အရင်ရေးကြည့်တယ်ထင်တယ်အဲ့ကြောင့်ကျွန်တော်တို့အဲ့နောက်ပိုင်းမှာလည်းထွက်လာတဲ့မီဒီယာသမားတွေရှိတယ် ဟလာ exam media လို့ခေါ်တော့မှန်ပါတယ်ဒီကိုအောင်စောကကပြောခဲ့တယ်လို့ပေါ့လေဒီသတင်း media အတုတွေလားသူကတော့ဒီတမုတ်တာပေါ့လေပြောတာပေါ့ဒါပေမဲ့ဒီဒီစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပြည်သူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ကိစ္စတွေကိုမြမအလင်းကြေးမုံ MRTV နဲ့မြောက်တွေမှာကြည့်လို့မရဘူးရှိပါဘူးဟိုပေါ်ပြမှာလည်းမဟုတ်ဘူးပေါ့လေဒါစစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေပဲဖြစ်တယ်သူရှိမှကြည့်လိုက်လို့ရှိရင်ဖျားတစောင်းကြောင်းတယ်တင်ငန်းကက် ဆိုတာမျိုးလှုပ်ပြနေပါတယ်ဒါပေမဲ့ကလကာရဲ့ဒီဌာနတွေရဲ့နောက်ွယ်မှာတော့စစ်တပ်ဟာပြည်내နဲ့တိုင်းနဲ့မှာကြေးရွာတွေကိုဘုံလိုက်ကျဲတယ်လူစုလိုက်ပြုံလိုက်တက်ဖြတ်တာတွေအဲလှုပ်တယ်ပေါ့လေဆိုတော့ဒီလွတ်လပ်တဲ့သတင်းမီဒီယာတိုက်တွေကိုဖျက်ဆီးပစ်တယ်ဟလာချိတ်ပိတ်ပစ်တယ်ပြီးတော့ခုနကွန်ဆိုပြောသလိုပဲသတင်းတောက်တွေကိုဒီအကျဉ်းထောင်တွေတဲကိုထည့်ခဲ့တဲ့အခြေအနေတွေကိုထိလှုပ်ခဲ့တာမျိုးပေါ့လေတချို့ဆိုရင်တက်ပစ်တဲ့အခြေအနေတွေတောင်ကြုံရတာတွေရှိပါတယ်ကျွန်တော်သတင်းတောက်တွေဆိုရင်ဆိုတော့ အခုအချိန်နေရကြတော့ဟုတ်လားဟိုခုနသူတို့အောင်ပွဲလို့ပြောလို့ရတဲ့အခြေအနေပေါ့နော်ဆိုတော့သူတို့တော့တွေ့တော့ဝမ်းသာစရာပေါ့မီဒီယာလွတ်လပ်တဲ့မီဒီယာတွေအကြက်တဲဆိုက်လာတဲ့ဟာပေါ့ဆိုတော့အိတ်ဆိုင်မီဒီယာတွေရဲ့အခန်းကဏ္ဍကလည်းအရေးကြီးတယ်လေဆိုတော့အခုအခြေအနေကိုဘယ်လိုကြော်လွှားကြမလဲပေါ့ဒီအခုလိုကြုံနေရတဲ့အခက်အခဲအကြက်တဲတွေကိုဟုတ်ဆိုတော့2021နောက်ပိုင်းမှာအိတ်ဆိုင်မီဒီယာတွေအများကြီးဖြစ်လာတယ်သူတို့ထွက်လာတဲ့သတင်းတောက်တွေသတင်းစာဆရာတွေအက်ဒီတာတွေရှိတယ် အဲ့ဒီချိန်ထဲမှာပဲ ARD ဆိုရင်လည်းအလိုပဲပြန်ထွက်လာတာရှိတယ်။ရုံကန်သိမ်းခံရတယ်။ ARD ရဲ့သတင်းတော်တွေဖန်ခံရတာရှိတယ်။နှိပ်စက်ခံရတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ငွေကြေးအကူအညီထိခိုက်မှုဒီဖြစ်ကြတယ်။ဒီအိမ်ဆိုင်မီဒီယာတွေဒီမှာအများကြီးရှိတယ်။အ ਨੇ ဆုံးဒီမှာကျွန်တော်တို့စစ်တမ်းနေရာဆိုရင်အ ਨੇ ဆုံး60လောက်ရှိတယ်လို့ပြောတယ်။အဲ့ဒီမှာ reporter ပေါင်း1000နီးပါးလောက်ရှိတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်။ဒီ IPCM ဆိုတဲ့အဖွဲ့အစိုးရပေါ့ဟုတ်တယ်မလား။ ဆိုတော့ဟိုအခုဆိုရင် funding gap တွေဒီလိုထောက်ပံ့ကူညီရက်ဆိုင်မှုတွေကျွန်တော်တို့စပြီးကြုံရပြီ ARD ဆိုရင်30နဲ့900ခန့်တော့ကျွန်တော်တို့အဖြတ်ခံတာမျိုးတွေရှိတယ်ဒါတရားသူတို့တွေအတွက်သတင်းကောင်းဖြစ်ပေမဲ့ကျွန်တော်တို့ကတော့သူတို့သတင်းကောင်းဖြစ်တာကိုမဟုတ်ဘဲနဲ့သူတို့စိတ်ပြက်စရာဖြစ်အောင်ကျွန်တော်တို့ကလုပ်ဖို့စူးစမ်းမှာလုပ်ပြမှာပါဘာလဲဆိုတော့ကျွန်တော်တို့မဖြစ်ဖြစ်အောင်ကျွန်တော်တို့ရဲ့သတင်းတွေကျွန်တော်တို့ရဲ့အားတွေကျွန်တော်တို့ရဲ့အချက်လက်တွေ အဲ့ဒါကဓာတ်ပုံဗီဒီယိုတွေဟာအစအကုန်လုံးအရင်လိုပဲကျွန်တော်တို့ရဲ့ဒီကြည့်နေတဲ့ပြည်သက်တွေဖတ်နေတဲ့ပြည်သက်တွေစီကိုမျောရအောင်ဆက်ပြီးပို့ရမှာပုံစံမျိုးစုံနဲ့ကျွန်တော်စူးစမ်းရုံးကန်မယ်လို့ကျွန်တော်ကတော့ကျွန်တော်ကတော့ထင်တယ်လေမှန်ပါတယ်ဒီမင်းသားကောင်းဆောင်ဆောင်ထားတဲ့လေဘလူးတွေကိုကိုလည်းဒီဖော်ထုတ်နေတာလေဒီလွတ်လပ်တဲ့သတင်းမီဒီယာတွေပေါ့လေဒီအာနာရှင်တွေရဲ့ပြည်သူတွေပေါ့ရဲရဲဆက်ဆက်လုပ်နေတဲ့အကြောင်းအရာတွေကိုဖော်ထုတ်နေတာလည်း ဒီလွတ်လပ်တဲ့သတင်းမီဒီယာတွေပေါ့လေသူတို့ရဲ့ဒီအရေးအာဝါဒအောက်မှာရှိနေတဲ့မီဒီယာတွေဆိုရင်တော့မှဒါတွေကဟောထုတ်ရေးသားခွင့်မရှိဘူးပေါ့လေရေးရင်လည်းအန်တရာရှိနိုင်တဲ့အနေအထားမျိုးတွေကြုံနေရတာပေါ့အဲကျွန်တော်တို့ဒီကထပ်ပြောချင်တာကျွန်တော်တို့ဒီ AI မီဒီယာတွေပို့ပြီးတော့ပို့ပြီးရုံးကန်ရတယ်။ဘာကြောင့်လဲသူတို့ကအကျိုးခံစားခွင့်နည်းနည်းပဲရှိတယ်။ပို့ပြီးရုံးကန်ရတယ်ပို့ပြီးလှုပ်လှုပ်ရတယ်ပို့ပြီးတော့တကယ် front line မှာအဲအပြည်တွင်းမှာနေဆက်မှာဟလာ အိဆိုင်မှာကျွန်တော်တို့လုတ်လုတ်ကြရတဲ့သူတွေကျွန်တော်တို့ဆိုရင်လည်းကျွန်တော်တို့ AR တွေဆိုရင်လည်း63မှာစခဲ့တာဆိုတော့ကျွန်တော်တို့နှစ်ပေါင်း30ရှိသွားပြီဒီလိုမျိုးလှိုင်းလုံးတွေကိုလည်းကျွန်တော်တို့တန်တယ်ကိုလည်းကျွန်တော်တို့တော်တော်ဖြတ်တန်းပြီးသွားပြီပေါ့နော်ဆိုတော့ COVID ကာလဆိုရင်လည်းအဲ့လိုပဲဖြတ်တန်းခဲ့ရတာရှိပါတယ်ဆိုတော့ဒီတစ်ခေါက်လည်းပြန်ပြီးတော့မုံတန်းတွေကိုဖြတ်တန်းနေရတဲ့ကာလတခုလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအာနာရှင်ဝမ်းသာတော့အောင်တော့ကျွန်တော်လုပ်ဖို့အစီအစဉ်မရှိဘူးတို့စိတ်ပြတ်သွားစီရမယ်ဘာလို့စိတ်ပြတ်သွားစီရမလဲသူတို့ကကျွန်တော်တို့မှာအကူအညီတွေမရှိတော့ဘူး ို့တို့ထင်ပြီးဝမ်းတန်ဝမ်းတန်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဆက်ပြီးသွားဖို့ကျွန်တော်တို့ကစ조사နေကြတာပါအလုံးအောင်ပါเนาะဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ပြည်သက်တွေရှိတယ်ကျွန်တော်တို့ရဲ့ subscriber တွေရှိတယ်ကျွန်တော်တို့ရဲ့ membership တွေရှိတယ်အဲတို့ရဲ့ကူညီမှုတွေကလည်းအများကြီးတည်ရောက်ပါတယ်အဲတို့ကလည်းကျွန်တော်တို့ဒီနေရာနေထပ်ပြီးတော့ပြောချင်တာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ရှင်သမှု조사မယ်အချိန်ထဲမှာပဲစေအနာရှင်တို့လည်းပြောချင်တာကျွန်တော်တို့ဆက်ပြီးရည်တည်နေမယ်ဆိုတော့ကျွန်တော်ပြောချင် ုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုကြီးပါ begadi အခြေအနေကိုမျောဝါထင်ထင်တွေ့ရနိုင်မယ်ဆိုပြီးတော့သူပြောသွားတာ အဲ့ဒါဆိုသူတို့မြန်မာတရင်သိချင်းသူတို့လိမ်မြန်နဲ့ခေါ်သွားပြီးရခိုင်ပြည်တို့စကိုင်း MNGA ရှိတဲ့နေရာတို့ live show တို့အဲ့ဘက်တရားပို့လိုက် TNL ရှိတဲ့နေရာတို့ပို့လိုက်ပေါ့ဒါပဲကောင်းဆုံးပြောရမယ်ဒါပို့တယ်ရခိုင်ကေကေဘတ်ကိုပို့လိုက်ဒါပဲရခိုင်ပြည်နယ်ပို့ရမယ်ရခိုင်ပြည်ကိုပို့မယ်သူတို့စကိုင်းကိုပို့ရမယ်ကျွန်တော်ဆိုနိုင်အဲ့ဒါသူတို့ရခိုင် forum လောက်ကမ်းမယ်စကိုင်း forum လောက်ကမ်းမယ်ပြီးရင်ပြီးရင် live show forum လောက်ကမ်းမယ်ပြီးရင်လောက်ကမ်း forum လောက်ကမ်းလဲအဲ့ဒါသူဗမာပြည်ကျောင်းသူတို့ကောင်းအောင်ကြည့်ကြတယ်